25ခုနှစ်မေလ26ရက်တနင်္လာနေ့အတွက်ခொနဲ့သားမီးအလုံးတို့အတွက်ဒဲတော်ကံကြမ္မာနမိတ်ကတော့ရေရှမ်းကြတဲ့ခွက်ကဲသင်္ကေတဖြစ်ပါတယ်။ငွေအထွက်များလာတဲ့အလွေလွင့်များတတ်တယ်။အလုံးမှာရေပိုက်ရေကန်ကိစ္စမျိုးတွေအိမ်မှာရေပိုက်ရေကန်ကိစ္စမျိုးတွေစိတ်ညစ်ရတတ်တယ်။ရေနဲ့ပတ်သက်တဲ့ခီးကိစ္စသင်္ဘောတက်ဖို့ကိစ္စမျိုးတွေရေလွင့်တူးမှုကိစ္စမျိုးတွေအတွက်စိတ်နှောက်ယှက်ဖြစ်ရတတ်ပါတယ်။ဒါကြောင့်ဒီလိုနည်းမျိုးမှာကိုယ့်ရဲ့အလုပ်ကိစ္စတွေအဆင်ပြေဖို့ငွေကြေးကိစ္စတွေ အရှင်ပြေဖို့လို့အတွက်ကတော့မြတ်စွာဘုရားရှင်ကိုနွားတို့အပူတစ်ခွက်နွားတို့အေးတစ်ခွက်လှူဒန်းလိုက်ပါလို့လမ်းညွှန်လိုက်ပါနဲ့ခင်ဗျာဒီနေ့မှာမိရှုတန်ရှင်ဖွင့်မြင်ကြတဲ့ရင်သွေးရနိုင်အတွက်ကတော့မာဘုတ်ဗေဒနိယတနေ့နာလေးဘွားပုတိဘွားဇာတာရှင်နေဖြစ်ကြပါတယ်ပုတိရဲ့သဘောတရားကတော့ငယ်စဉ်မှာခက်ခဲပြီး ကြီးမြတ်တဲ့အချိန်မှာအောင်မြင်ချမ်းသာမဲ့သူများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါရခင်ဗျာဒီနေ့မှာကြားထုတ်တဲ့မွေးနေ့ရှင်တွေအတွက်တနစ်တာလုံးကံထူးကောင်းမှုလို့အတွက်ကတော့နီးစက်တဲ့တီလာရှင်ဆရာလေးတပါးပါးကိုစက်တော်နီသုံးပိသာလှူဒန်းပြီးမိမိဖြစ်လို့ဒီများကိုဆူတောင်းလိုက်ပါခင်ဗျာခொနည်းသားမီးအလုံးလို့အတွက်ဒီနေ့အကျိုးပေးဆုမှုကဏ္ဍကတော့တနင်္လာနံဖြစ်တဲ့နှစ်ကဏ္ဍ၆ကဏ္ဍနေရာအကျိုးပေးဆုမှုကဏ္ဍနေဖြစ်ပါတယ်ငွေအထူးဝင်ဖို့လို့အတွက်ဆိုရင်လည်း ဇေဒီတော်မြတ်ကြီးရဲ့တင်းနာတောင်းမှာတပင်းညွန်းဆယ်ညွန်းလှူပြီးဆုတောင်းလိုက်ပါခင်ဗျာဒီနေ့အတွက်ကံတရားရဲ့အထောက်ပံ့ကောင်းတွေရဖို့လို့အတွက်အကျိုးပေးစိုးမိုးကနန်းနေရတော့တစ်ကနန်းခုနှစ်ကနန်းဖြစ်ပြီးတော့စရိုးတိုင်းနေကုန်းတိုင်းနေလက်ဖက်ရည်ဆိုင်နေ စားသောက်ဆိုင်တွေရောင်းပန်းတာဝယ်ပန်းလှဖို့လိုတော့ကတော့ဆိုင်ရှိမျက်နှာသာကိုစားအနေငယ်ကျက်ပက်ပြီးဆူတောင်းခြင်းအပြင်တည်သာသာအယောင်းအတွက်အယောင်းထွက်ပါလိမ့်မယ်အယောင်းထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်းတော့ဖို့အတွက်ဆိုရင်လည်းဒီလိုမျိုးမှာသွားတိုက်တန်အသက်ကလေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်းထိုင်နေတဲ့ကုန်ပစ္စည်းတွေကတည်သာသာအယောင်းတွက်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့နာမည်ကိုကွန့်ရွက်မှရေးပြီး ဖျားဆောင်ပိဆောင်ကြတဲ့ညှက်ထားခြင်းအပြင်အခက်အခဲတွေကလည်းလွတ်မြောက်ဖို့အခွင့်အရေးတွေပေါ်လာပါလိမ့်မယ်။ဆွေမျိုးရင်းမိတ်ဆွေတွေမှာကျမ်းမာရေးညံ့နေတဲ့သူတွေရှိရဆိုရင်တော့ကျမ်းမာရေးညံ့တဲ့သူတွေကဓာတ်စာဖြစ်နေဒီလိုနည်းမျိုးမှာကြက်ဥကြော်အနေငယ်စားပြီးဆူတောင်းလိုက်ပါဆူတောင်းလိုက်ပါအရှိအကိစ္စမြင့်တိုင်းကိစ္စအိမ်တိုင်းကိစ္စတွေအစဉ်ပြေဖို့လိုတော့ကတော့ဒီလိုနည်းမျိုးမှာကောင်းကျင်းမောင်းဆွန်းမြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာ